မေလ18ရက်နေ့လူဤအစီကိုသာ ခံတကယ်တော့မဟုတ်တခင်ဖျားဤအစီကိုခံတကယ်တော့ကြီးညိုသောသဘောနဲ့အစီကိုခံကြလောအဖတ်ဩဝါဒအစာအခန်းကြီး6အခန်းငယ်9မင်္ဂန်သောဓမ္မအမှုတော်ဆောင်တည်ဆိုရရင်တမန်ကန်ရှာကပေါ့ပြက်ပြက်မဟုတ်ပဲဖျားသခင်နဲ့လူတို့အတွက်ဆက်ကက်ရသောအတ္တတာဖြစ်ပါရဲ့ဆူတောင်းပြသောဆူတောင်းချက်မှာကုသပေးခြင်းနဲ့ ခေါင်းကြီးပေးသည့်လက်များဖြင့်ဆူတောင်းခြင်းဖြစ်ပါသည်။အမြင့်ဆုံးသောဝိပုဆူတောင်းခြင်းမှာတကူကောင်းမဆန်သည့်ခရိယန်တယောက်၏ဝိပုဆူတောင်းခြင်းဖြစ်ပါသည်။အကြီးမြတ်ဆုံးသောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းခြင်းသည်ပျောက်ဆုံးနေသောဝိညာဉ်များနှင့်အကူအညီမဲ့သူများကို ရှာဖွေဆက်ကပ်တော်သူတို့၏အတန်ဖြစ်ပါသည်။ဖာရီရှဲတို့သည် အပြောကောင်းသော်လည်းလက်တွေ့အားနေကြပါသည်။ကျွန်တော်တို့မှာစကားနည်းနည်းပြောပြီးအလုံးများများလုပ်သူတို့ အဘိုးစကားများများပြောခြင်းထက်တနာကျင်နာတတ်သူတရားများများဟောမိအစားလက်တွေ့စာနာရိုင်းပင်ကူညီတတ်သူတို့လိုအပ်ပါသည်ယနေ့အတွက်ဆုတောင်းချက်ကျွန်တော်လေးကူညီဖို့ဆိုရင်လက်တွေ့ထက်အပြောများနေတတ်တဲ့အဖြစ်ရှိပါတယ်ဘာလို့လို့ဘုရားသခင်ကိုကိုးကွယ်ပူဇော်ပါရယ်ဘုရားသခင်ရဲ့ဂိယူနာတော်ကျွန်တော်လက်တဆုံမှာစီးစင်ပါစေအာမင်